ဒီနေ့ပြောပြမယ်ထိတ်လန့်စရာတဏှာဤပုံမြင်ကတော့ကြောက်စရာလေချွန်တန်ကြီးဆိုတဲ့ဇာတ်လမ်းပါဒီပုံမြင်ဟာ1980ပြည့်လွန်နှစ်တွေကမြန်မာနိုင်ငံကတောင်တန်းတစ်ခုမှာတည်ရှိတဲ့ဝေယုံတောင်ရွာဆိုတဲ့ရွာလေးတစ်ရွာကိုအခြေခံထားပါတယ်အဲဒီရွာဟာလှပတဲ့သဘာဝအလှတွေနဲ့ဝန်းရံထားပြီးလေကွင်းပြင်တွေတောင်တန်းကြီးတွေနဲ့စိမ့်လန်းနေတဲ့နေရာတစ်ခုပါအဲဒီရွာမှာအောင်ကျော်ဆိုတဲ့ကောင်လေးတယောက်သူ့ဦးလေးအိမ်မှာကြောင်ပိတ်တဲ့အားလည်းရဲ့ကာလာတွေအတွင်လာနေထိုင်ပါတယ် ရွာသားတွေဟာညာဘက်ဆိုရင်စောစောစီးစီးညာသာစားပြီးအိယာဝင်လေးရှိကြပါတယ်။တရက်မှာအောင်ကျော်အိတ်လို့မပြောပဲအိယာထဲမှာလဲနေရင်မျက်နှာချက်မှာလဲနေတဲ့ပံကားကိုငေးကြည့်နေပါတယ်။ရုပ်တရက်သူ့နားလေးကိုတလေးဆန်တွေရဲ့ထိတ်လန့်စရာအော်တန်တွေရောက်လာပါတယ်။သူထားလိုက်ပြီးအပြင်ထွက်ကြည့်လိုက်တဲ့အခါအဲ့ဒီအတန်တွေဟာအနီးနားကနွားစာချွေးရဲ့နေရာကနေထွက်လာတာကိုသိလိုက်ရပါတယ်။အဲ့ဒီနေရာမှာနွားတွေအများကြီးရှိပါတယ်။အောင်ကျော်က မိုးကောင်းကင်ကိုမောကြည့်လိုက်တော့ကောင်းကင်တစ်ခုလုံးမဲမဲနက်နက်တင်ညူရီနဲ့ဖုံးလွှမ်းနေပါတယ်။သူထင်လိုက်တာကနွားတွေဟာမုံတိုင်းလာတော့မယ်ဆိုတဲ့ကြောက်စိတ်ကြောင့်ထိတ်လန့်နေတာဖြစ်မယ်လို့ပါ။ဒါနဲ့သူဟာနွားတွေကိုအဆောင်ထဲကိုပို့ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့နွားတွေဟာပုံမှန်မဟုတ်လောက်အောင်ကိုထိတ်လန့်နေကြပါတယ်။တကောင်ချင်းစီကိုဆွဲခေါ်ရင်အဆောင်ထဲကိုပို့ဖို့ကြိုးစားပေမဲ့သူအတော်လေးအခက်တွေ့နေခဲ့ရပါတယ်။အဲ့ဒီအချိန်မှာမိုးကလည်းတဲထန်စွာရာကျလာပါတယ်။ နွားတွေကအချို့ကိုအဆောင်ထဲကို ပြန်ပို့ပြီးရဲ့အခါရုတ်တရက်သူ့နှာခေါင်းထဲအသားအပုံနှံတစ်ခုတိုးဝင်လာပါတယ်။နွားတွေကိုဆက်ပို့လေအဲ့ဒီအနံကပိုပြီးပြင်းလာလေးပါပဲ။နွားအနှဲငယ်သာကြံတော့တဲ့အခါအောင်ကျော်ဟာကျမ်းမြေပေါ်မှာသူရီနဲ့ပေးချန်နေတဲ့နွားတကောင်ရဲ့အယိုးကိုတွေ့လိုက်ရပါတယ်။အဲ့ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့အခါသူဟာကြောက်လန့်ပြီးနေရာမှရင်တုံ့ပြန်သွားပါတယ်။အော်ဟေးရင်ပြေးထွက်ဖို့ကြိုးစားခဲ့ပေမယ့်အဝေးကထူးဆန်းတဲ့အတန်တစ်ခုကိုကြားလိုက်ရပါတယ် မိုးတံတွေကိုဖြတ်ပြီးရောက်လာတဲ့အဲ့ဒီအတန်ဟာလူတကိုယ်လုံးအေးဆက်သွားစေတဲ့လေချုံတန်တစ်ခုပါအဲ့ဒီအတန်ဟာအယုတိရဲ့လေချုံတန်ဖြစ်ပြီးသူဒီနေရာကိုလာနေပြီဆိုတာညွန်ပြနေတာပါအောင်ကျော်ဟာအယုတိရဲ့ဌာနကြီးကိုငငယ်ကလေးကကြားဖို့ပါတယ်သူဦးလေးတို့ရဲ့ပုံမြင်တဲ့ဘုတ်မှာလေသမားတရားအကြောင်းပြောပြဖို့ပါတယ်အဲ့ဒီလေသမားဟာညာကင်းဘက်အချိန်မှာသူမြင်းနဲ့ရွာထဲကပွဲတစ်ခုကိုသွားရင်လေခွေးထဲမှာထူးဆန်းတဲ့အရာတစ်ခုနဲ့တွေ့ခဲ့ပါတယ် သူမြင်းရဲ့ခြေထောက်ဟာတခုခုနဲ့တိုက်ကချော်လဲသွားပြီးသူလှမ်းကြည့်လိုက်တဲ့အခါမြေပြင်ပေါ်မှာတမင်ကောင်ရဲ့အယိုးတွေတွေ့လေရပါတယ်။အဲဒီအယိုးတွေမှာအသားတချို့ကအပုံနဲ့ထွက်ရင်တွဲလဲခိုနေပါသေးတယ်။ဘာဖြစ်မှန်းမသိခင်မှာပဲအဝေးကလူတစ်ကိုယ်လုံးကျက်တီးထစီတဲ့လေချုံတန်တစ်ခုကိုကြားလိုက်ရပါတယ်။သူဟာမြင်းကိုထူပြီးထွက်ပြေးဖို့ကြိုးစားပေမဲ့နောက်ကျသွားပါပြီ။အနီးနားကတစ်ပင်တစ်ပင်ပေါ်ကနေတခုခုခုံဆင်းလာတဲ့အတန်ကို ကြားလိုက်ရပါတယ်။ လေသမားဟာထွက်ပြေးဖို့ကြိုးစားပေမဲ့ရုတ်တရက်သူ့ကောင်းကိုအယိုးတစ်ခုနဲ့လမ်းပေါက်တာခံလိုက်ရပါတယ်။သူ့ကောင်းဟာပေါက်ထွက်သွားပြီးအော်ဟင်းရဲ့အကုံကြီးတောင်းခဲ့ပေမဲ့ဘာမှအရာမထင်ခဲ့ပါဘူး။သူ့ရှိမှ19ပြီလောက်ရှိတဲ့ကြောက်စရာပုံမှန်တွင်မြင်တဲ့လူသားတယောက်ပေါ်လာပါတယ်။ခေါင်းပေါ်မှာကောက်ယူအုပ်ထုပ်တစ်လုံးနဲ့သူ့ရဲ့ခန္ဓာကိုယ်ဟာရှည်မျောမျောနဲ့မျက်နှာကလည်းလူမျက်နှာနဲ့မတူပဲကြောက်စရာပုံစံကြီးဖြစ်နေပါတယ်။သူ့လက်ထက်မှာအယိုးရီနဲ့ပြည်နေတဲ့အိတ်တစ်လုံးကိုခြင်ထားပြီး အဲ့ဒီအိတ်ထဲကအယိုးတွေကိုထုတ်ယူပြီးလေသမားကိုရရဆက်ဆက်အတကုံပစ်ပေါက်ပါတယ်။လေသမားဟာအသက်ရှင်ဖို့တောင်းပန်ခဲ့ပေမဲ့အဲ့ဒီတရေဟာ သူ့ခန္ဓာကိုယ်လေးကအယိုးတွေကိုဆွဲထုတ်ပြီးစားတောက်ခဲ့ပါတယ်။နောက်ဒီနေ့မနက်မှာရွာသားတချို့ကနွားကြောင်ရင် လေသမားရဲ့အလောင်းကိုတွေ့ခဲ့ပါတယ်။သူ့အိုင်ထဲမှာအသားနဲ့နဲ့သာခြံတော့ပြီးအယိုးစုနီးပါးဖြစ်နေတဲ့အလောင်းကြီးဖြစ်နေပါပြီ။ဒီပုံမြင်အရာ အဲ့ဒီ16ဘီလောက်ရှိတဲ့ကြောက်စရာပုံစံကြီးနဲ့တရဝါကအယိုးသေးဖြစ်ပြီးသူဟာအခုဒီလေအဲ့ဒီဒေတာတဝိုင်းမှာလှဲ့လည်နေစေလို့ယုံကြည်ကြပါတယ်။အောင်ကျော်ရဲ့စိတ်ထဲမှာအဲ့ဒီပုံမြင်ကပြန်လဲထင်ဟပ်နေခဲ့ပါတယ်။သူထွက်ပြေးဖို့စူးစားခဲ့ပေမဲ့ရုတ်တရက်မြေပြင်ပေါ်မှာ16ဘီလောက်ရှိတဲ့အရေးတစ်ခု ပေါ်လာပါတယ်။အဲ့ဒီအရေးရဲ့နောက်မှာပူကြီးမားတဲ့ပုံမှန်တစ်ခုထွက်ပေါ်လာပါတယ်။ကောင်ရိုးအုတ်ထုတ်တလုံးဆောင်းထားပြီးအရက်အရှိကြီးနဲ့ အဝယ်အစားအစုပ်ပြဲတွေကိုလည်းဝတ်ဆင်ထားပါတယ်။အဲ့ဒါဟာအယိုးတရေပဲဖြစ်ပါတယ်။သူဟာအောင်ကျော်စီတပြေးပြေးရှောက်လာပြီးသူ့ပခုံးပေါ်မှာသွေးတွေယိုစီးနေတဲ့အယိုးအိတ်လုံးကိုထမ်းထားပါတယ်။အဲ့ဒီအိတ်ထက်ကအယိုးတွေအချင်းချင်းထိကပ်နေတဲ့အတန်ဟာပူမိုကျဲလောင်လာသလိုအောင်ကျော်ရဲ့နှလုံးခုန်တံဟာလည်းပူမိုမြန်ဆန်လာပါတယ်။အောင်ကျော်ဟာကြောက်လွန်းလို့ထွက်ပြေးခဲ့ပေမယ့်အယိုးတရေဟာ စ်ပင်တွေပေါ်ကိုတက်ပြီးတပင်ကားနေတပင်ကိုခုန်ကူးရင်သူ့နောက်ကိုလိုက်လာပါတယ်။အောင်ကျော်ဟာအော်ခေရင်အကူကြီးတောင်းပေမဲ့အယုသရဲဟာသူ့ရှင်မှာရုတ်တရက်ပေါ်လာပါတယ်။သူ့ရဲ့ထိတ်လန့်စရာလက်အရှည်ကြီးတွေကိုမြောက်ပြီးအောင်ကျော်ကိုတိုက်ခိုက်ဖို့ကြိုးစားပါတယ်။အဲ့ဒီအချိန်မှာရုတ်တရက်ခွေးတကောင်ရဲ့ဟောင်းတန်းကိုကြားလိုက်ရပါတယ်။အဲ့ဒီအတန်ကြားရတဲ့အယုသရဲဟာထိတ်လန့်သွားပြီးလေထဲမှာပဲပျောက်ကွယ်သွားပါတယ်။အောင်ကျော်ကကြီးလိုက်တဲ့အခါ သူ့ရဲ့ခွေးလေးဟောင်းနေတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီခွေးလေးဟာအောင်ကျော်ရဲ့အော်တန်ကိုကြားပြီးပြေးလာတာဖြစ်ပါတယ်။အောင်ကျော်ကိုယ်တိုင်ယုံကြည်တာကအဲ့ဒီနေမှာသူ့ခွေးလေးသာမရှိခင် သူ့ရဲ့အယိုးတွေဟာအဲ့ဒီတရေကြီးရဲ့အိတ်ထဲမှာရှိနေမှာပဲလို့ပါ။အဲ့ဒီညာပြီးကလေးကအောင်ကျော်ဟာအယိုးတရေအကြောင်းကိုပဲတွေးနေခဲ့ပါတယ်။သူဟာဦးလီယိုစီကရောရွာတွေကလူတွေစီကပါအယိုးတရေရဲ့အကြောင်းကိုထပ်ပြီးမေးမြန်းခဲ့ပါတယ်။ သူတို့ပြောပြတဲ့ဇလန်ကအောင်ကျော်ရဲ့အတွေ့အကြုံထက်ပိုပြီးကြောက်စရာကောင်းပါတယ်။တဏှာကြီးအရာအယိုးသေးဟာ18ရာစုလောက်ကဝေယုံတောင်ရွာမှာနေထိုင်ခဲ့တဲ့စိုးသွန်းတဲ့ကောင်လေးတစ်ယောက်ရဲ့ဝိညာဉ်ဖြစ်ပါတယ်။အဲဒီကောင်လေးဟာသူ့မိသားစုရဲ့တူရီတော်သားဖြစ်တာကြောင့်မိဘတွေနဲ့အဖိုးကသူ့စိတ်တိုင်းကျအလိုလိုက်ထားခဲ့ပါတယ်။ဒီနေ့မှာအဲဒီကောင်လေးကညစာအတွက်တမင်ရဲ့အသားကိုစားခြင်းနဲ့ဆိုပြီးသူ့အဖေကိုပူဇော်ပါတယ်။အဲဒါကြောင့်သူ့အဖေဟာ တနတ်တလက်နဲ့အိတ်တလုံးကိုယူပြီးတောရဲကိုထွက်သွားခဲ့ပါတယ်။ဒါပေမဲ့နာယီပေါင်းများစွာကြာသွားတဲ့အထိသူ့အဖေက ပြန်မလာခဲ့ပါဘူး။ကောင်လေးဟာဒေါသထွက်ပြီးအလွန်စိတ်ဆိုးသွားပါတယ်။သူ့အမေကကိုကိုကိုကာဝယ်ဖို့ဓာတ်ချောင်းပေးပြီးတောထဲမှာအဖေကို ရှာဖို့ပြောလိုက်ပါတယ်။ကောင်လေးပြန်လာတဲ့အခါသူ့အဖေကို ခေါ်မလာခဲ့ပေမဲ့အိတ်ထဲမှာအသားတချို့နဲ့အရိုးတွေထည့်လာခဲ့ပါတယ်။ သူကအဲ့ဓာတွေကိုတမင်ရဲ့အသားလို့ပြောပြီးချက်ပြုတ်ဖို့သူ့အမေကိုပေးခဲ့ပါတယ်။ဒါပေမဲ့သူ့အမေကအဲ့ဒီအသားတွေကိုချက်ပြုတ်ရင် တခုခုမူမမှန်မှန်တန်တရားဖြစ်လာပါတယ်။သူမဟာကောင်လေးရဲ့အဖိုးကိုအဲ့ဒီအသားတွေကတမင်ရဲ့အသားမဟုတ်လောက်ဘူးလို့ပြောပြခဲ့ပါတယ်။အဖိုးကကောင်လေးကိုအပြင်ခေါ်ထုတ်ပြီးတပင့်တပင်မှချီနှောင်ကချိန်နံပင်းရင်နဲ့အမှန်တရားကိုမေးမြန်းခဲ့ပါတယ်။အဲ့ဒီအခါ ောင်လေးကထိတ်လန့်စရာအမှန်တရားကိုဖွင့်ဟလာခဲ့ပါတယ်။သူဟာတောထဲမှာ အဖေကိုတွေ့ခဲ့ပေမဲ့တမင်ရဲ့အသားမရတာကြောင့်အဖေကိုဒေါသထွက်ပြီးဓာတ်နဲ့ရစ်ဆက်စွာတက်ပြစ်ခဲ့ပါတယ်။ပြီးတော့သူ့အဖေရဲ့အသားတွေနဲ့အယိုးတွေကိုအိတ်ထဲထည့်ပြီးအိမ်ကိုပြန်လာခဲ့တာပါ။ဒီအမတ်တရားကို ကြားလိုက်ရတဲ့အခါအဖိုးဟာဒေါသထွက်သွားပြီးကောင်လေးကိုချိန်နှံပေးရင် သူ့ခန္ဓာကိုယ်ကအသားတွေပြဲထွက်သွားတဲ့အထိ ရိုက်နှက်ခဲ့ပါတယ်။အဲဒီနောက် ူ့ရဲ့ဒဏ်ရာတွေပေါ်မှာငေုပ်ကောင်းမုံနဲ့အရက်တွေကို လောင်းပစ်ခဲ့ပြီးသူ့ပခုံးပေါ်မှာ သူ့အဖေရဲ့အယိုးတွေနဲ့အိတ်တလုံးကိုထမ်းခိုင်းခဲ့ပါတယ်။နောက်ဆုံးမှာသူ့ကိုရွာထဲကနေထွက်သွားဖို့ခွေးကြီးနှစ်ကောင်နဲ့လိုက်ပို့ခဲ့ပါတယ်။အဲဒီကောင်လေးရွာကနေထွက်သွားပြီးတောနဲ့ကြီးထဲမှာပဲနေထိုင်ရင်းတေဆုံးသွားတယ်လို့ပြောကြပါတယ်။ ဒေနေကစပြီးကောင်လေးရဲ့ဝိညာဉ်ဟာအယုတရဲ့အဖြစ်ပြောင်းလဲသွားပြီးဝေယုံတောင်ရွာတဝိုက်မှာလှဲ့လည်နေစေလို့ယုံကြည်ကြပါတယ်။ရွာသားတွေအဆိုအရသူဟာတစ်ပင်တွေပေါ်မှာပုံနေပြီးထူးဆန်းတဲ့လေချုံတန်တွေနဲ့လူတွေကိုခြောက်လန့်တတ်ပါတယ်။ညဘက်တကောင်ကြော်တဲ့အခါလေကွင်းထဲမှာသွာလာမိသူတွေကိုတိလိမ့်ဆန်တကောင်လိုတိုက်ခိုက်တတ်ပါတယ်။ဒါပေမဲ့သူဟာခွေးတွေကိုကြအယမ်းကိုကြောက်ရွံ့တတ်ပါတယ်။ အဲဒါကြောင့်ရွာတဲကအိမ်တိုင်းလိုလိုမှာခွေးတွေမွေးထားကြတာပါအောင်ကျော်ဟာအဲ့ဒီညမှာသူ့ခွေးလေးကြောင့်အသက်ရှင်ခဲ့ပြီးခွေးလေးသာမရှိခင် သူ့လဲအယိုးတည်းရဲ့ရဲ့တားကောင်ဖြစ်သွားနိုင်ပါတယ်တငယ်ချင်းတို့ရေဒီတဏှာကြီးပုံမြင်လေးကိုသဘောကျတဲ့ဆိုရင်ဒီလိုမျိုးထိတ်လန့်စရာပုံမြင်တွေကိုထပ်ကြည့်ဖို့ကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်ပေးခဲ့ပါနောက်ထပ်ထိတ်လန့်စရာပုံမြင်တွေကိုအပတ်တိုင်းဆက်လက်တင်ဆက်ပေးတော့မှာပါ အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။